မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 14ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ယောက်ျားတစ်ယောက်ကြောင့်ခန်းစားနေရတဲ့တန်တာမှုတွေကိုစကားတခွန်ပြောချလိုက်တဲ့ဝိုင်းစုခိုင်တဲ့တဲ့ဘသူမှမထမထားတဲ့ဒီလိုပြုမှုလေးတစ်ခုကြောင့်လူချစ်လူခင်ပြန်များနေတဲ့ဘူပန်ကြီးတဲ့တငယ်ချင်းကိုရှုံပြီးလို့ထိုင်းမှာတိမ်မောင်းတပေါင်းကျော်ဆုံရှုံခဲ့ရတဲ့မြမအမျိုးသမီးရဲ့အဖြစ်တဲ့ လှိုင်းတာယာပါဝင်ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမြေပြုံပြီးအရေးကြီးတဲ့အခြေဦးနဲ့လွဲသွားပြီးနောက်ဘဝကိုတိတ်ခါရှိရှိပဲဖြတ်တန်းနေတဲ့အမှုပညာရှင်မျိုးသမီး6ဦးတဲ့ပဲဖြစ်ပါလေရှင်။ယောက်ျားတယောက်ကြောင့်ခန်းစားနေရတဲ့တန်တာမှုတိန်ကုန်စကားတခွန်ပြောချလိုက်တဲ့ဝိုင်းစုခိုင်တဲ့ယောက်ျားချင်းကိုနောချိန်နေအောင်သိရတခုလက်မမဝိုင်းစုခိုင်တဲ့ကတော့ရွှေမန်းကြောင့်ငိုယူပြီးခန်းစားနေရတဲ့တန်တာမှုတိန်ကုန်ခုလိုပဲစကားတခွန်ပြောချလာပါပြီ။ တန်တာမိုးသိန်းကရွှေမန်းရဲ့ဖောက်ပြန်မှုကြောင့်အိမ်ရာလေးပြင်လဲပြီးစီရီနဲ့လူတကိုယ်လုံးဖောရင်လာတဲ့တင်စိတ်ထိခိုက်ခဲ့မှုတာဖြစ်ပြီးလွန်ခဲ့တဲ့ရက်က live မှာလည်းငိုယူနေကြတာပါဒါကြောင့်ယောက်ျားတယောက်တွင်တွေးပြအောင်ဖြစ်နေတဲ့တန်တာမိုးသိန်းကိုဝိုင်းစုခိုင်တင်ကတနာခဲ့ပြီးအခုလိုပဲစကားကြီးတစ်ခုကိုထပြောခဲ့ပါတယ်ဝိုင်းစုရဲ့စကားဟာတန်တာမိုးသိန်းအတွက်ရင်းနှီးနေခြင်းကဲ့တင်ရာတစ်ခုလိုဖြစ်စေပြီးအားလဲဖြစ်ခဲ့ပါတယ် ဒီလိုခွားပေးနိုင်အောင်လေဝိုင်းစုခံရောက်ကြနေတဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုလူလိပ်ပြီးခံထားရသူဖြစ်ပါတယ်။ဝိုင်းစုခံတင်လက်ထပ်ယူခဲ့တဲ့အစိုးရအောင်လာနေတုန်းကလည်းလုံးဝ toxic ဖြစ်နေတဲ့အင်တာဗျူးကိုရင်ဆိုင်ခဲ့ရပြီးအောင်လာကမနှက်မူလင်းတာနဲ့တောင်းစားမှုရပြီးသူမကိုဒုံးနဲ့ရှိုက်နေတဲ့အထင်နှိပ်စက်ခဲ့ကြောင်းတွေသိရပါတယ်။ဒီလိုနှိပ်စက်ခံရတာတော့မှဝိုင်းစုကသူမုန်းနေလို့ဖြစ်မှာပါမသိလို့လို့တော့ငါ့ကိုချစ်တာပဲလို့သဘောထားပြီးခွင့်လွတ်သီးခံပေးခဲ့ပါတယ် ပိုဆွန်ရကအိမ်တော်တက်တန်တချောင်းလုံးကိုစောင်းဝင်နေရေကဆောင်းဝိုင်းစုကပဲတောင်းဝင်ယူခင်ရပြီးယောက်ျားပြစ်သူကိုအဆဆရရအလိုလိုက်ကြိုက်ဆောင်ခဲ့ပေမယ့်ဖောက်ပြန်ခံခဲ့ရပါတယ်။ဒီအကြောင်းကိုဝိုင်းစုကမနဲ့အိမ်ရနုကလေးကမူယူပြီးဝိုင်းစုကိုရန်ရှာတယ်။နှိမ့်ဆက်တဲ့ဒုံးနယ်လိုင်းရိုက်တဲ့စောင်းတော်နေဒါပေမဲ့ဒီငတုံးမကလည်းငောက်ချစ်တာပဲဆိုပြီးနားလေပြီးခွလွတ်ပေးခဲ့တယ်။တူတုံဝိုင်းစုငုတ်တုတ်ကြီးရှိနေလျက်နဲ့တစ္ဆာဖောင်းရင်လုံးဝသိမခံနိုင်ဘူး။ ဝိုင်းစုမကြိုက်တာတစ်ခုကိုလုံရင်တစ်ဆက်ကန်းတော်မှမထားပြီးထွက်သွားမှလို့ခဏခဏပြောခဲ့တယ်။မိမတွေအကုန်လုံးကလည်းယောက်ျားဖောက်ပြန်နေဆိုရင်ဘာဖြစ်လဲဆိုတော့ရွှန်နေ။အတူတူပဲဝိုင်းစုနဲ့ရွှန်နေဆိုပြီးရှင်ဖွင့်ခဲ့ပါတယ်။ဒါကြောင့်ဝိုင်းစုကိုင်တဲ့ကတစ်ဆက်မှမငင်းညူပဲရှာဖွေကျွေးမှုခဲ့တာတော့တပ်ဖက်သားကဖောက်ပြန်ခဲ့တာမို့ဒီအကြောင်းတွေကိုတက်တီတက်ကရနဲ့များချပြလိုက်ရင်ပြစ်တောင်လဲသွားအောင်မယ်။နလမထူနိုင်မဲဖြစ်သွားမှအခုမနေတာလို့ပါဆက်ကထုတ်ပြောတာပဲရှိတာ။ မိမတွေကဖောက်ပြန်နေရောက်ကြဆူယွန်းနေဝိုင်းစုလည်းတူတူပဲလို့ဖွင့်ချပစ်ခဲ့ပါတယ်ဝိုင်းစုခန်သေးရဲ့ပြောပြချက်တင်ရဆိုရင်မိမတယောက်အနေနဲ့လုံးဝစိတ်နာကျင်စရာကောင်းတဲ့အိမ်တော်ကြီးဖြစ်ပြီးသူမတီးခံခဲ့ရတာတွေကလည်းမနေမနောပါပဲဒါပေမဲ့ဝိုင်းစုကသူ့ယောက်ျားထိခိုက်မှာနောက်ထပ်ကောင်မလေးရဲ့ကလေးနဲ့ယောက်ျားထိခိုက်မှာဆိုတာကြောင့်ရင်ငုံနှုတ်ပိတ်နေကြတာလို့လည်းပြောကြခဲ့တယ်လို့မတက်တာနဲ့အဆုံးမှာလမ်းခွဲခဲ့တာဖြစ်ပါတယ် ဒါကြောင့်သူမလိုပဲအဆဆရရဥဆောင်နေပါလျင်နဲ့ဖောက်ပြန်သွားတဲ့ရွှေမှန်းကြောင့်ခံစားနေရတဲ့တန်တာမှုတွေကိုဝိုင်းစုကိုင်းတဲ့ကထက်မြက်ပြီးဥဆောင်နိုင်တဲ့မိမဆိုရင်ဘယ်ကောင်မှတန်မှုမထားဘူးယောက်ျားတွေကသူ့ထက်ညံ့တဲ့မိမမျိုးနဲ့မှခြိုက်တောင်းငယ်သေးတဲ့ခံစားမနေနဲ့လို့ပြောခဲ့တာဖြစ်ပါတယ်ကိန်းပြိတကြီးတို့ရောတယောက်တည်းတောက်ပနေတဲ့ဝိုင်းစုခံတဲ့ရင်အပိစကားပေါ်ဘလူများထင်မြင်ကြပါသလဲနော် သူမမထင်မထားတဲ့ဒီလိုပြုမှုလေးတစ်ခုကြောင့်လူချစ်လူခင်ပြန်များနေတဲ့ပူပိုင်ကြီးပူပိုင်ကြီးကတော့30ပုံမှပွဲအများဆုံးနဲ့ရိုင်းဆိုင်ဆုံးစော်အပွေဆုံးဆိုရင်ဆိုရကိုရရှိထားတာပါဒါပေမဲ့ခုတော့မထင်မထားတဲ့သူ့ရဲ့ပြုမှုတည်တည်လေးတစ်ခုကြောင့်ပဲလူတွေအားလုံးကခုတော့30ပုံမှသူ့ကိုအချစ်ဆုံးဖြစ်နေပါပြီလောပိုင်ဟာပေါ်ပြီးဆော့ဆာနဲ့တွဲနေစဉ်ကာလာတွေတော့ကတော့လူမုံများနေဆိုတာမျိုးသိမရှိခဲ့သေးပါဘူး နော်ဖိုဟေထားနဲ့နန်းစုရဲ့ကိစ္စတွေနဲ့ဖောက်ပြန်တာတွေဖြစ်လာတဲ့အခါမှသာလေလူတိုင်းကဝုံဝုံတိုင်းတိုင်းအမုန်းတွေပွားကုန်ကြတာပါအခုတော့သူ့ရဲ့ချစ်စရာကောင်းတဲ့အပြုတ်မှုလေးတစ်ခုကြောင့်မြမတနိုင်ငံလုံးကမြို့သမီးလူကြီးနဲ့မကားပဲအမျိုးသားလူကြီးကပါပူပန်ကြီးကိုရန်နေချင်နေကြပါပြီသူလောက်တာကထွေထွေထူးထူးတော့မဟုတ်ပါဘူးရှိုးပွဲဒီမှာတချင်းစုဖြော့ပြေးကြီးလုပ်နေစင်မှာအောက်ကပြည်သက်တွေကသူ့ကိုဆူချပါတယ်ဒါပေမဲ့အဲ့ဒီစုငွေကိုပူပန်ကြီးကလုံးဝကိုမယူခဲ့ပါဘူး ဒါမဲ့တာမန်လူတွေလုံနေကြပုံစံလိုမျိုးလက်ခပြတာတွေခေါင်းရမ်းတာတွေကိုလည်းလုံးဝမလုပ်ခဲ့ပါဘူး။သူကခုလိုလက်အုပ်လေးတေးချချပြီးတော့ခက်ပြုံးပြုံးမျက်နှာလေးနဲ့ပရိသတ်ကိုပြုံးပြရင်းနဲ့ညင်ခဲ့တာပါ။သူ့ဘာသာသူကြီးကျယ်လို့မရှိတာပေးတာနဲ့လို့မရှိတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမဲ့လို့အဲ့ဒီဖြစ်ပျက်ကိုမြင်သမျှလူတိုင်းကတော့ဘိုးပိုင်ကြီးကနှုတ်ကြပြီးအာရိုင်းဆဲနေပေးမယ်။တကယ်တော့တွင်းစိတ်လေးကဖြူစင်လိုက်တာဆိုပြီးတော့ထင်ကုန်ကြပါပြီ။ ဒါကြောင့်မို့ခုဆိုရင်မိုဘိုင်းကြီးစီမှာဖန်တစ်တီတောင်တိုးလာပါပြီရှင်။အခုဆိုရှယ်မီဒီယာတွေမှာဆိုရင်လေပရိသတ်တွေပြီးရင်ပတ်စံကိုလက်အုပ်လေးချပြီးတော့ရိုးရိုးတင်းတင်းညနာဆိုလို့လောပိုင်မင်းရှိတယ်ဆိုပြီးတော့ post တွေတင်ကတကူးတကားတောင်ချီကျူးနေရပါပြီ။ကန်နီစန်းနီပြန်ထလာပြီလို့ပြောရမလို့ပါပဲရှင်။ဒီဖြစ်ပျက်ကိုတေချာပြန်ပြီးစဉ်းစားကြည့်ပြန်တော့ဟုတ်လဲဟုတ်နေပါတယ်။ စေပေါ်မှာဖျော်ဖြေသမျှဆူရုံနဲ့ညပညာရှင်တိုင်းကပြိသက်ပြီးနေစုကြေးကိုညင်းနေမယူဘူးဆူရာမျိုးကခက်ရှားရှားပါအကောင်လုံးကယူကြပါတယ်ဒါကြောင့်မေအခုလိုမျိုးဘိုးပိုင်ကြီးမရှိတဲ့ကိစ္စကအထူးဆန်းဖြစ်သွားပြီးတော့ချီချူးစရာလူပြောများစရာအခြေအနေတစ်ခုဖြစ်သွားတာပါပဲကျမတို့ရဲ့ trend media ပြည်သက်ကြီးကရောအခုလိုမျိုးပိုးပိုင်ကြီးပြန်လည်ပြီးတော့လူချစ်လူခင်ပေါများလာတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ဘယ်လိုများတွေးမိကြပါသလဲရှင် တငယ်ချင်းကိုယုံမိလို့ထိုင်းမှာတိမ်မောင်းတထောင်ကျော်ဆုံရှုံခဲ့ရတဲ့မြန်မာမျိုးသမီးရဲ့ဖြစ်ထိုင်းနိုင်ငံမှာကိုပိုင်ကုမ္ပဏီထောင်ထားပြီးအောင်မြင်နေတဲ့လင်းနှောင်းဆိုရင်မြန်မာမျိုးသမီးတူကတော့သူ့ရဲ့အရှင်းဒီဆုံးတငယ်ချင်းလို့သတ်မှတ်ထားသူရဲ့တစ္ဆာဖောက်မှုကြောင့်ထိုင်းပန်ငွေသိန်းတရာမြန်မာငွေနဲ့ဆိုတိမ်မောင်းတထောင်ဖောက်ထွင်းခိုးယူခံလိုက်ရတဲ့ဖြစ်စဉ်ကထိုင်းမီဒီယာတွေမှာဟိုးလေးတကြောကြောဖြစ်နေပါတယ်။ ခိုးယူခံရတဲ့အင်ရှယ်မျိုးသမီးကသူ့တငယ်ချင်းကိုမိသားစုဝင်တယောက်လိုယုံကြည်ပြီးသူနေတဲ့ကွန်ဒိုရင်အဝင်ထွက်ကိကပ်ကိုတော့ပေးရထားခဲ့လို့အခုလိုဖြစ်ခင်တာပါ။တနေ့မှာအင်ရှယ်မျိုးသမီးကအလုပ်ကိစ္စနဲ့မြို့တစ်မြို့ကိုခီးသွားမယ့်အကြောင်းတငယ်ချင်းတွေရှိတဲ့ Messenger group မှာတီးပေးခဲ့ပါတယ်။ဒါကူပဲခွင့်ကောင်းစောင့်နေတဲ့ဆိုပါတငယ်ချင်းဆိုသူကအိမ်မှာလူမရှိတာသိကြတဲ့အချိန်မှာကြံရပါရင်းနဲ့အတူရောက်လာခဲ့ပါတယ်။ ယုံကြည်လို့ပေးထားတဲ့ကိကတ်နဲ့ကွန်ဒိုဆောင်နဲ့အလွယ်တကူဝင်ရောက်ပြီးအခန်းတကားကိုတော့ဖောက်ထွင်းဝင်ရောက်ခဲ့ကြတာပါ။အိမ်ရှင်ရဲ့ငွေထားနေနေရာကိုတိကျသိနေသူဖြစ်တာကြောင့်အိမ်မှာရှိသမျှငွေသားဖက်၁၀တန်းလုံးကိုယူဆောင်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ကိုရငွေတွေနဲ့ရွှေတဲ့ပစ္စည်းတွေနောက်ဆုံးပေါ iPhone 17 Pro ဖုန်းတွေဝယ်ယူသုံးဖြုံခဲ့ကြပါတယ်။ဒါပေမဲ့ရာဇဝင်းမှုကကြာရှည်မခံပါဘူး။အင်ရှင်မျိုးသမီးပြန်ရောက်လာပြီး CCTV မှတ်တမ်းတွေနဲ့တိုင်ကြားခဲ့လို့ထိုင်းရဲတပ်ဖွဲ့ကတငယ်ချင်းစုသူနဲ့ကြံရပါသူတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒီပြင်ရဟာထိုင်းမှာယူသားစွာစူးစမ်းနေကြတဲ့မြန်မာလူမျိုးတွေရဲ့ဂုဏ်သိက္ခာကိုပါအကြီးကျယ်ထိခိုက်စေခဲ့ပါတယ်။ တိုင်းတစ်ပါးမှာကိုလိုမျိုးချင်းချင်းရိုင်းပင်ရမယ်ဆာဒီလိုယုံကြည်မှုကိုအလွယ်သုံးစားလုပ်သွားတာကတကယ်ကိုကြောက်စရာကောင်းပါတယ်ပရိသတ်ကြီးနေနေလေဘလောက်ပဲခင်မင်ရှင်းနေသည့်ဖြစ်စေကိုယ့်ရဲ့လုံခြုံရေးနဲ့ငွေရေးချေးရေးကိုတတိကြီးစွာထားတဲ့နေဆိုရယ်သင်္ကန်းစာတစ်ခုရှင်းလိုက်တာဖြစ်ပါတယ်။လာမယ့်ရက်ပိုင်းအတွဲမှာလှိုင်းတရာပါဝင်ရန်ကုန်မြို့ရဲ့နေရာတက်တော်များများမြေပြိုမယ်လို့ခိုင်လုံတဲ့တည်င်းရှင်းမြစ်တွေရသေးရပါတယ်။ နိုင်ငံပိုင်အင်အာဝရီတည်င်းစာရဲ့တရားဝင်ဖော်ပြချက်အရလှိုင်တာရောင်ရွှေပြည်သားအနောက်ပိုင်းလာတာလမ်းမတော်ကြည်မြနိုင်တကုံစိတ်ကန်းနဲ့မြေနီကုန်းစတဲ့ရန်ကုန်တဝင်းမှာစားငယ်ရေးစိတ်ဝင်နေပြီလုံထုံလုံနေမရှိရင်ရန်ကုန်ဟာဘန်ကောက်နဲ့ဂျကာတာမြေပြိုမှုလိုလိုကြီးမားတဲ့အန်ဒီယေမျိုးနဲ့ကြုံတွေ့ရနိုင်တယ်လို့ကျွမ်းကျင်သူတွေကဆိုထားပါတယ် ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုရင်တော့စက်မှုမြို့တော်ဖြစ်တည်ထားတဲ့ရန်ကုန်မြို့ကြီးမှာ အတားအဆီးမဲ့မြေအောင်ရေထုတ်ယူမှုကြောင့်ပဲဖြစ်ပါတယ်။လူငါးတန်းကျော်နေထိုင်တဲ့ရန်ကုန်မြို့မှာတွင်းရီတူးဖို့ခြင်းကိုအလွန်ကျွံပြုတ်လောက်ကြပြီးအဲ့ဒီကျိုးဆက်ကြောင့်ပဲတရှိတဲ့မြေဟာတဖြည်းဖြည်းနှိမ်ဆင်းလာလို့နေပါတယ်။ရန်ကုန်ရဲ့မြနစ်စပယ်ရှေးပေးဝေးရေးစနစ်ဟာမြို့ရဲ့လူအပ်ချက်ကိုမဖြည့်ဆည်းနိုင်လို့လှိုင်းတားရရွှေပြည်သားကစက်မှုစုံတွေပါဝင် လူလက်တန်းစားအိမ်အောင်စုတွေနဲ့ အဆင့်မြင့်ကွန်တိုရီဟာမြူနစ်စပယ်ကြီးကြပ်မှုမရှိဘဲကိုပိုင်ဝီစီတွင်းနေအပြိုင်ဆိုင်တူးနေကြပါတယ်။ဒါဟာတဘာဝကရှေးပြန်ဖြစ်တင်းပေတာထံထုတ်ယူမှုကကြုံလွန်သွားတဲ့အခါမှာရေချိုဖီးအားချစင်ပြီးကပ်ပလီပင်လေတဲ့ကစားငယ်ရည်တွင်ဟာကုန်းတွင်မိုင်းကိုတဖြည်းဖြည်းစိတ်ဝင်လာတာပဲဖြစ်ပါတယ်။ဝင်တာမီယာလိုလူချမ်းသာရက်ွက်တွေမှာလည်းရည်တွင်နေခံချောင်းနေတဲ့လို့ နိုင်တရာလာတာလမ်းမတော်ကြည်မြင်နိုင်စနေနေရာတွေမှာစားငယ်ရေးစိတ်ဝင်နေပါတယ်။ရန်ကုန်မြို့ကန်60ရာခိုင်နှုန်းလောက်ကနေစဉ်ရေအတွက်မြေအောင်ရေကိုမှုခုံနေရပေမယ့်စီမံခန့်ခွဲမှုကင်းမဲ့နေတယ်လို့2020ပြည့်နှစ်စစ်တမ်းတွေကဆိုပါတယ်။ရေရေသွေးကလည်းမြို့နယ်တစ်ခုနဲ့တစ်ခုမတူပဲစီဝေးတဲ့ရေ၊တန်ကြီးရေ၊ရေမဲတွေထိဖြစ်ပေါ်နေလို့ဒေသခံတွေဟာရေတံဝယ်ရတာ၊ကံရေဝယ်ရတာတွေကြုံနေရပါတယ်။ မင်းဒီကောင်မတော်2022ခုနှစ်စစ်တမ်းအရမြေအောင်ရှိအလွန်ကျွန်းထုတ်ယူမှုကြောင့်အဆောင်နေစင်းတာနဲ့မြင်းမျက်နှာပြင်ကြာစင်းတာတိတိတတ်တာဖြစ်နေတယ်လို့မှတ်တမ်းတင်ထားပါတယ်ဒီပြဿနာရဲ့အရင်းခံကတော့မြန်မာနိုင်ငံမှာခေတ်မီတဲ့မြေအောင်ရေဥပဒေမရှိတာပဲဖြစ်ပါတယ်။ဗြိတိရှကိုလိုနီခေတ်ဥပဒေရှိခဲ့ပေမယ့်1980ပြည့်နှစ်တည်နောက်ပိုင်းမှာအသုံးမပြုဘဲပျောက်ကွယ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာလေလာစောင့်ကြည့်ရတဲ့သူတွေတနာတွေပါရှက်ဆိုင်သွားကြလို့လွန်ခဲ့တဲ့9နှစ်အတွင်းအလေးနက်လေလာမှုရှိပါမလားလို့တန်တရားရှိတယ်လို့ကျွမ်းကျင်သူတွေကစိုးရိမ်နေကြပါတယ်။ဒါရင်မကပင် ရေရေသွေးကြဆင်းအောင်ရေရင်းနေခန့်ချောက်တာပြင်အစိုးဆုံးအနေနဲ့မြေကျွန်းကျမှုတွေအထိဖြစ်လာနိုင်တယ်လို့ဝိုင်းရင်ရေပညာရှင်ဦးမြင့်သိန်းကအတိအကျပြောဆိုထားပါတယ်။ပရိသတ်ကြီးတို့လည်းဒီလိုအရေးကြီးတဲ့မြေပြုံမှုကြီးအကြောင်းကို လူတိုင်းသိနိုင်အောင်ဗီဒီယိုလေးကိုဝမ်းရှယ်ခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်အချို့နဲ့လွဲသွားပြီးနောက်မှာဘဝကိုတိတ်ခါရှိရှိပဲဖြတ်တန်းနေတဲ့အနုပညာရှင်အမျိုးသမီး၆ဦး မင်္ဂလာပါပရိသတ်များရှင်ဘလောက်ပဲချောနေလာနေတဲ့အမှုပညာရှင်တွေဖြစ်ဖြစ်အခြေအကျံဆိုတာကလုံးယူလို့မရတာကြောင့်သူတို့လည်းပဲထားခဲ့ခံရအသေးကွဲရပါတယ်အခုကတော့အခြေအုံနဲ့လွဲကင်းရတဲ့အမျိုးသမီးနှုပညာရှင်6ဦးကို ပြောပြပေးသွားမှာပါရှင်သူတို့6ယောက်ကအခြေအုံနဲ့လွဲကင်းရတာမှတ်ပြီးမယ်လေပူလောင်နေတာပွဲဖြစ်နေတာမျိုးလုံးဝမရှိဘဲနဲ့ဘဝကိုအေးဆေးစွာဖြတ်သန်းနေသူတွေဖြစ်တာကြောင့်ပရိသတ်တွေကတော့ပြန်ပြီးတော့အားကျနေကြရတာပါ ပထမဆုံးသူကတော့ထက်ထမိုးပါ။သူမရဲ့ခြေဦးကမင်းဦးဖြစ်ခင်တာပါ။ဆိုင်းလွန်းလို့တော်တော်များများကထင်ခဲ့ကြပေမယ့်တကယ်တော့အကိုအကိုလို့နန်းစားလေးတုံးပြီးတိတ်ချစ်ခဲ့ဘူးတဲ့မင်းဦးပါ။လမ်းခွဲတုန်းကလည်းငိုခဲ့သလိုအင်တာဗျူးတစ်ခုမှတော့ပေါ်တင်ပြောခဲ့ဘူးပါတယ်။နောက်ပိုင်းမှာတော့ဘဝကိုအေးအေးဆေးဆေးလေးပဲဖြတ်သန်းနေတာဖြစ်ပြီးတော့ဆိုင်းလွန်းနဲ့ကွယ်ပြင်းနေပြီ။အေးဆေးပင်သူချမ်းမကြီးကိုတောင်ခေယူဆိုင်ပြီးနေနေခဲ့သူတူပါရှင်။နောက်တစ်ယောက်ကတော့ဝိုင်းစုခိုင်သိန်းပါ။ ဝိုင်းစုကတော့ပြောစရာမလိုလောက်အောင်ပါပဲ။သူမရဲ့ချစ်ဦးဟိဝီရန်နဲ့အတိုင်းဝန်ကတဘောမတူလို့လမ်းခွဲခင်ရပြီးမှဘာဆိုပါမှ ပြဿနာရှာတော့ပွဲရှာတာမျိုးတွေမလုပ်ခဲ့ပါဘူး။သူမသူအေးဆေးလေးပဲနေပြီးတော့အလွန်တချင်းလေးတွေဆိုလိုက်တချင်းလေးနဲ့စာသားလေးရေးပြီးရှိွေးပြောလိုက်ဒါမျိုးလေးတွေပဲလုပ်ခဲ့တာပါရှင်။အခုလို့ဟိဝိယံမင်္ဂလာဆောင်တော့အပုတ်ချတာနောက်ကျောင်းပေါ်တာမျိုးမရှိခဲ့ပဲသူ့ဘဝနဲ့သူ အချစ်တစ်တွင်နေပဲနေနေကြတာပါနောက်တစ်ယောက်ကတော့နော်ဖော်ရတာပါ နောက်ဘက်ကအလုံးကစနိုက်မစကလေးမဆိုပြီးဝိုင်းမုံနေကြတာပါ စနိုက်ခေတာမှန်ပြီမယ်လေနောက်ဘက်ကလော့ပိုင်းကိုတကယ်ပဲချစ်ရှာတာပါဒါကြောင့်လေတိတ်ခါမထောက်ပဲသူ့နေဒါကြီးနေအောင်မရှာမကလူယူခဲ့မိတာမျိုးပါဒါပေမဲ့ခုတော့လော့ပိုင်းနေပြတ်သွားပြီးမှဘာမှပူလောင်မနေတော့ပဲနဲ့အေးစင်းလေးပဲဘဝကိုဖျက်ဆီးနေသူလေးပါ နောက်တစ်ယောက်ကနန်းစုရည်လေးဆိုပါ ဂျီဖန်နဲ့နန်းစုကတသက်လုံးမြဲမယ်လို့ပဲလူတိုင်းကထင်နေကြကြတာပါ။ဂရီတွေပင်တချင်းတွေရေးပင်ပကံတော်သွားခဲ့သေးတာပဲဆိုတော့လေပြက်မယ်လို့ဘယ်ထင်မှမလဲရှင်။ဒါမိမလဲအချင်းတွေမျိုးမျိုးကြောင့်လန့်ခွဲပြီးမှနန်းစုကမိမမာနာအပြင်းနေပင်ပိုးဝါကိုရှင်သန်ခဲ့ပါတယ်။အခုဆိုရင်လေလွှတ်ပိုင်တဲ့အေးဆေးတာယာနေလို့ဂျီဖက်ကဘယ်စီနေမှန်းတော့မသိတော့တာပါ။ကိန်းတာဆိုရင်ပြိဿကြီးကရောသူတို့ရဲ့စိတ်တဲ့ကြံ့ခိုင်မှုကိုအတိမတ်ပြုကြပါသလားနော်။